ဗုဒ္ဓံတရဏံကိသာမိမိမိဘဝကိုဖရာကို အနှင်းတယ်ဓမ္မံတရဏံကိသာမိတန်ခံတရဏံကိသာမိမိမိဘဝကိုဓမ္မတန်ခံကိုအနှင်းပြီးတော့ကိုယ်ကိုစိတ်ကပ်ပါတယ်လို့ကိုယ့်ရဲ့ဘဝကိုအနှံ့တယ်ပြီးတော့တရဏကုံအလေးအမြတ်ထားပြီးတော့ဆောက်တည်လို့ရှိရင်လေကုသိုလ်ကောင်းမှုအလွန်ကြီးမားတဲ့ကုသိုလ်ကောင်းမှုဖြစ်တယ် မြတ်စွာဘုရားဟောထားတာကိုသိချာကြည့်ဘုရားဘယ်လိုဟောတော့ရေကေစီဗုဒ္ဓံတရဏံကတာတိနာတိကမိတ်တန်တိ အပါယဘူမိဘုရားတရားတန်ခါယရဏသုံးပါးကိုအလေးအနက်စိတ်ပါလက်ပါဆိုဝိจิตတည်းဆိုတာကိုပြောတာမဟုတ်ဘူးနော်ဆိုရိုးရှိလို့ကောက်ဆိုတာမဟုတ်ဘူးတကယ်အလေးနဲ့ ဖရာကုံကိုအာယုံပြုပြီးတော့ငါဘုရားဖရာကိုအနမ်းပါလေဖရာဆုံးမတိုင်းလိုက်နာပါမယ်တရားကိုချက်သုံးပါမယ်တန်ဃာတော်တွေစီကနေပြီးတော့တရားဓမ္မသိအောင်ကြိုးစားပါမယ်လူမဲ့တမ်းမဲ့ဆိုရင်တန်ဃာတော်တွေနဲ့ဆက်ဆက်ပါမယ်ဆိုတဲ့ဒီမွန်မြတ်တဲ့စိတ်ဓာတ်ကလေးတွေနဲ့ဖရာတရားတန်ဃာယရဏသုံးပါးကိုကိုယ်ွက်စိက္ခချင်းလို့ဆိုတဲ့တရဏဂုံမွန်မြတ်တဲ့တရဏဂုံ